ငတ်နာမည်သူရအခုပြောမဲ့အဖြစ်ပြက်က2022ခုနှစ်မုတ်တုံမိုးရွာနေတဲ့ဇွန်လကငါလုတ်ကိစ္စနဲ့ရှမ်းပြည်နယ်ကနေမျိုးလေးတစ်ခုကိုရောက်နေခဲ့တယ်ညနေတဲ့အချိန်လမ်းမှာကားချိုးပြီးနားဖို့ဆိုပြီးမြို့ထဲကဟိုတယ်ဟောင်းတစ်ခုမှာအိပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီအင်ရှင်မကအခန်းနေရ3ဘာကိုပေးလိုက်တယ်ထူးဆန်းလာကဧအခန်းကတတိယထပ်မှာဆိုပေမဲ့ဓာတ်လေကားမရှိလေကားထစ်တွေကလည်းကျင်းပြီးအနှဲငယ်ပြိုကျနေတယ်လို့ပဲ ညစေတနာကြီးကျော်အခန်းထဲဝင်ပြီးမီးဖွင့်လိုက်တဲ့အခါအနံ့တစ်ခုချက်ချင်းရလာတယ်။နံနေတဲ့ပန်းနဲ့လို့ထင်မိတယ်ဒါပေမဲ့အခန်းထဲမှာပန်းတပွင့်မှမရှိဘူးအိယာပေါ်လဲပြီးဖုံးသုံးနေတော့ဒုတိယတကားကကလောက်ဆိုပြီးအတန်မြီလာတယ်။ဘသူလဲအတန်မပြတ်ဘူးထပြီးကြည့်တော့တကားကပိတ်နေတော့မဲဒါပေမဲ့အိယာဘေးကမှန်တင်ဖျားခန့်မှာဖျောင်းတိုင်တိုင်ထုံထားတယ်လို့မြင်လိုက်ရတယ်ငါဘယ်တော့မှဖျောင်းနိုင်မထုံးခဲ့ဘူး။ခဏနေတော့ ရေချိုးခန်းကနေတဆက်ဆက်ခါဆိုတဲ့အတန်တွေကြားလာရတယ်ရေပိုက်ခေါင်းကပိတ်ထားတာတောင် ရေတွေကျနေတယ်လို့ပဲကြောက်လန့်ပြီးမီးဖွင့်မှုလှမ်းတဲ့အခါဘီကလုတ်ကဘလို့နင်းနေမလင်းဘူးအဲ့ချိန်မှာအိယာထောင်းကအနက်ရောက်အရေးတစ်ခုဖြည်းဖြည်းချင်းထလာတယ်သူ့လက်ထဲမှာငါရဲ့ဓာတ်ပုံနဲ့တူတဲ့ဓာတ်ပုံဟောင်းတစ်ပုံကိုကင်ထားတယ်မင်းငါအိမ်မှာဘာလာလောက်တာလဲအဲ့အတန်ကြားတာနဲ့ငါအော်ဟစ်ပြီးအခန်းကနေပြေးထွက်ခဲ့တယ်နောက်နေ့မနက်ဟိုတယ်ကိုပြန်သွားမိတော့အခန်းနေရ3ဆိုတာ 10နှစ်ကလေးကတထေးကြီးတယောက်ရဲ့သမီးကိုကိုကိုတက်တည်ပြီးကလေးကပိတ်ထားတဲ့အခန်းလို့ပြောတယ်။ဒီနေ့ထိ"သူမရဲ့မပီကလာပလာမေကုန်းကိုငါဖြေနိုင်ခြင်းမရှိသေးဘူး"